ဥယေ9သိန်းကျော်6သိန်းကြားမှာရှိတယ်9သိန်းနဲ့6သိန်းကြားမှာရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့9 220နဲ့9သွယ်တော့တိခါပုတ်မပြောနဲ့9ပါးတီလာစောင့်ထိန်းတဲ့ဘုန်းကြီးဘဏ္ဍာရှိတယ်ဘာမှမဟုတ်ဘူးဝေအောင်အဲ့ဒါကြောင့်ဘာမှမထူးဘူး အလုံးသောသူတော်ကောင်းများဒီပို့ထဲမှာတက္ကလေးကသာသနာတော်မှာပင်ယွင်ချင်းပြည့်ရတိအာထုတ်ချင်းပြိပတ်တိမရှိတဲ့တန်ခါတော်တွေကိုကိုးကွယ်ကုန်သလားဖုရားလို့မေးတဲ့အခါကျတော့ဆယ်တော်ကမကိုးကွယ်ကောင်းဘူးကိုဓဟအမှန်တရားသူတော်ကောင်းများတင်ယွင်အာထုတ်မှုရှိတဲ့ တန်ခေါ်တော်တွေကိုကိုးကွယ်နေတယ်ဒုဒ္ဒတွေကကြိုးစားရတယ်ကဲစကြည်ကြစို့သူယနေ့ခင်မဝါတော်ဒီသာရဏရဲ့ဒီပိဋကတိရောပိပတ္တိရောပေါ့နော်ဟိုမကျင်းမဲ့လေဒီဘုရားရဲ့တာတော့ညီခန္ဓာတဲ့ဉာဏ်တွေကိုကိုးကွယ်သိမှလားကိုးကွယ်ရင်တော့အကျိုးပြားဖို့ရှိပါလေ တာသနာလို့ပရိယပတိပတ်မလုပ်ပဲနဲ့တာသနာတော်မှာအစားချောင်လို့နေတော့ဗောတကကြောက်ချင်တာအနေချောင်လို့နေတာဗောနော်အဲ့ဒါကိုကိုးဝယ်ရတယ်ဗောမကိုးဝယ်ရဘူးအဲ့ဒါဘာမှမထူးဘူးအဲ့ဒါကိုကိုးဝယ်ပြီးကျေးဇူးလုပ်ခြင်းနဲ့တူဘူးကိုကျေးဇူးရှင်အဖေနဲ့အမေကိုကျေးဇူးလုပ်ကြည့်တာပို့ပြီးကောင်းတယ်နော်ဘာဖြစ်လို့တာသနာလို့မလုပ်ပဲနဲ့အချောင်နေအချောင်စားတဲ့ဘုန်းကြီးတွေကိုကိုးဝယ်ပြီးစီးကပ်ပြီးထောက်ပံ့သင်ကန်းနေတယ်ဆိုရင်တိုင်းကြီးနဲ့လား ဟုတ်ပြီနော်တိုင်းပြည်မြင့်လာတဲ့သာသနာမြင့်လာအဲကြောင့်အဲ့လိုဘုန်းကြီးတွေကိုကိုယ်ဝယ်စီကပြည်စုလုံးကျွေးမဲ့တူတူကိုယ်အဖေနဲ့အမေကိုပြည်စုလုံးကျွေးတာဟာတိုင်းပြည်ရဲ့သာသနာကိုပိုကောင်းတယ်လို့လည်းဦးစင်မှတ်ချက်ပေးတယ်နော်ဘာဖြစ်လို့ဗုဒ္ဓမြတ်စွာဘုရားလည်းပြောတယ်သာသနာတော်မှာပရိယပတိပတ်မကျင့်မဲ့နဲ့နော်သာသနာတော်မှာမိနီတော်ကြီးချိုးဖြတ်ပြီးတော့အစားအနေချောင်စားချောင်နေဒီလိုယံပါမနီတွေကိုအလစ်စီလို့ခေါ်ဒီလိုပုံကိုယ်တွေကိုအားပြီးချင်းရောမလုပ်ရဘူးလို့ခင်ဗျာဟောပါတယ် ဒါကြောင့်မို့ဦးစင်ကအဲ့ဒီလိုဖြည့်ဆို့ရခြင်းဖြစ်တယ်နော်ဒီကောင်ကအဲ့ဒါကြောင့်သာသနာလို့မလုပ်ဘူးအနေချောင်အစားချောင်လို့နေနေတဲ့ဝီလီကျင့်သုံးမှုမရှိဘူးပေါ့အဲ့လိုဆိုရင်တော့ကိုယ်ဝယ်ပါနဲ့ကိုယ်ဝယ်လို့ဘာမှမထူလာပါဘူးကိုယ်အဖေအမေကိုကျူးစုလုပ်ကျူးကိုယ်ဝယ်စီကတာကုသိုလ်ထူရလို့ပါဟုတ်ပြီနော်ဟုတ်နော်တန်ခါဥယေ9သိန်းကျော်6သိန်းကြားမှာရှိတယ်9သိန်းနဲ့6သိန်းကြားမှာရှိတယ်အဲ့9သိန်းနဲ့6သိန်းမှာ220နဲ့ ခန္ဓာ229တွေတော့တိခါပုံမပြောနဲ့၅ပါးတိလစောင့်ထိန်တဲ့ဘုန်းကြီးဘယ်နှပါးရှိလဲအဲ့ဒါလေးပဲပြော220နဲ့229တွေတော့တိခါပုံကိုမပြောနဲ့နော်၅ပါးတိလစောင့်ထိန်တဲ့ဘုန်းကြီးရှိရင်တောင်မှပြောအောင်အခုခေတ်ဘုန်းကြီးတွေကတော့ရှင်စရာလည်းတကွမှမရှိတယ်လို့နော်ကြီးညိုစရာလည်းတကွမှမရှိဘူးနော်တက္ကမချောချောမြင်တနာယူမယ် ငမ်းမယ်ပလင်မော်ကနေတရားပေးရင်လည်းအောက်ကတက္ကမကဇာပါနဲ့ဗောလီဘွားဝတ်ထားလို့ချင်းပလင်မော်ကနေသင်္ကန်းချာကနေပြက်မာနေတဲ့ဘုံကြီးတွေနော်ပလင်မောကနေပြီးတော့သင်္ကန်းဝတ်ထားတော့အောက်ကတက္ကမတော့မသိဘူးပေါ့ပလင်မောကနေပြီးတော့မှနော်ဟိုပလင်မောကနေပြီးတော့တက္ကမရင်သားကြည့်ပြီးတော့မှပြင်းမနေတဲ့ဟောင်းကြီးတွေကြီးရဲ့ပဲနော်ဒါတန်ခါ6သိန်းနဲ့5သိန်းနဲ့6သိန်းကြားမှာရှိတဲ့တန်ကသိလားဟမ်အခုတို့ဖြစ်နေမှန်းသိသလား မိဟာလေ၅ပါးသီလဆိုတာဝရိတသီလဝရိတသီလလုံယုံလောက်နဲ့အပေငရဲကလွတ်ပဲလို့ထင်သလားစာရိတသီလလုံအောင်သထိန်နိုင်မှနော်ဝရိတသီလဖြစ်တဲ့၅ပါးသီလလောက်လုံအောင်ထိန်နိုင်ယုံနဲ့မင်းငရဲဦးကလွတ်ပဲလွတ်မယ်လို့ထင်သလား၅ပါးသီလလောက်လုံယုံနဲ့လူကောင်းဖြစ်ပြီလို့ထင်သလားစာရိတသီလကိုပါလိုက်နာကျင့်သုံးနိုင်မှ လူကောင်းလို့ခေါ်တယ်နော် သဘောပေါက်သလားမိကိုမေးလူကောင်းလို့မထင်နဲ့နော်အဲ့တော့ပြောကျင်တာကမင်းကပဋ္ဌာန်းနေတဲ့နာတွေယူယူပါလေမင်းဖိုင်ပြောထားတာကငါးဖိုင်ရှိတယ်ပဋ္ဌာန်းနေတဲ့နာယူကပဋ္ဌာန်းယူကဥမာမို့ပဋ္ဌာန်းယူကဥမာမို့မို့နမင်းပြောပြောသွားတာမင်းငါးဘတိလလုံတယ်လေကြွားသွားတာမိကိုမင်းဘဝင်မြောက်ပြီးမှကိုကိုကိုထင်ကြီးပြီးမှငါကျင့်သုံးနိုင်တယ်ဆိုတဲ့မှန်နဲ့နော် ကုသိုလ်အပေါ်မှာမန်တက်ပြီးမှမင်းအကုသိုလ်တွေပွားနေတဲ့လူမှမနော်ဟုတ်ပလားမင်းတာနာဖြတ်တာငါပြောပြမယ်နော်ဥရောပမှာနော်ခရိယန်တာနာနော်ယနေ့ဘလို့ဖြစ်နေတဲ့အရာဘာဘာကြောင့်ထင်တယ်လဲဥရောပမှာယနေ့ဖြစ်နေတဲ့အရာဟာမင်းငါပြောင်းပြောပြမယ် အစ္စလမ်ဘာသာဝင်တွေကသူတို့ရဲ့ဓမ္မသူတို့ရဲ့ဗလီဆရာတွေကိုမကောင်းကြောင်းမင်းလို့ public or ပြောလို့မရဘူးနော်ဟုတ်မလားအေးဥရောပတွေကခရစ်ယာန်တွေကဒီမိုကရေစီဆိုပြီးမှလွတ်လွတ်လပ်လပ်သူတို့ရဲ့ချက်ကြောင်းကဓမ္မဆရာတွေရဲ့မကောင်းကြောင်းတွေကိုမင်းတို့လို့အာအာကျဲအာကျဲနဲ့ or ပြောလို့လို့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အဲ့ဒီကဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေကသူတို့ရဲ့နော် တို့ရဲ့ဓမ္မဆရာတွေအပေါ်မှာတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာကြည်ညိုမှုလေးစားမှုတွေပြတ်ထက်ပြီးမှဘာသာတရားပေါ်မှာကိုင်းဆိုင်မှုလေ့လာမှုတွေယုံကြည်မှုတွေအားနည်းလာတော့ပြီးမှအချို့ကဘာသာမဲ့အဖြစ်ခံယူသွားတယ်အချို့ကအစ္စလာမ်ဘာသာတွေကိုဝင်သွားတယ်ဒီလိုနဲ့ပဲဥရောပဟာလေချက်เจ้าတွေကလည်းဗလီရောင်းဖြစ်သွားတာမင်းနားလေလားဟမ်မင်းနားလေသလားချက်ချက်လို့အာချက်မနေနဲ့ မင်းရဲ့လှုပ်ရက်ဟာသာသနာဖြတ်တဲ့လှုပ်ရက်စိတ်သမာနနဲ့ဘာမှမထူးဘူးနော်ငါပြောပြမယ်ပဋ္ဌာန်းဒီပိုင်းညာရင်နဲ့ရှောက်ကျနေသေးတယ်ကိုကိုကိုလူကောင်းလို့ထင်နေလားမင်းငါပြောဦးမယ်နော်တန်ခါဆိုလို့ရှိရတန်ခါဆိုလို့ရှိရမဟာယာနလည်းတန်ခါပဲနော်ဘုရားရှင်ကတန်ခါဆိုတဲ့ဂိင်္ဂနာထဲမှာပင်ကန်းလေးစီးထားတဲ့ပါ တိလလုံကြုံအောင်စောင့်ထိန်နေတဲ့ကျမကကရုံတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းခြုံထားတိုင်းကျမမကတော့ဘူးကရုံတုံးထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့ကငါးပါးမပြောနဲ့တိလနှစ်ပါးတော့မမြဲတဲ့ဖုံးကြီးတွေရှိတယ်နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဖုံးကြီးတွေရဲ့တိတ်ခါပုတ်တိလားဟမ်အကုသို့ဖြစ်နေမှန်းသိသလားမင်းဟာလေ ၅ဘာသီလဆိုတာဝရိတသီလဝရိတသီလလုံယုံလောက်နဲ့အပေငရဲကလွတ်ပြဲလို့ဖြစ်သလားစာရိတသီလလုံအောင်သထိန်နိုင်မှနော်ဝရိတသီလဖြစ်တဲ့၅ဘာသီလလောက်လုံအောင်ထိန်နိုင်ယုံနဲ့ဝင်းငရဲဦးကလွတ်ပြဲလွတ်မယ်လို့ထင်သလား၅ဘာသီလလောက်လုံယုံနဲ့လူကောင်းဖြစ်ပြီလို့ထင်သလားစာရိတသီလကိုပါလိုက်နာကျင့်သုံးနိုင်မှလူကောင်းလို့ခေါ်တယ်နော်သဘောပေါက်သလား မဲ့ကိုမဲ့လူကောင်းလို့မထင်နဲ့နော်အဲ့တော့ပြောကျင်တာကမင်းကပဋ္ဌာန်းနေတဲ့ရွာပါလေမင်းဖိုင်ပြောထားတာကငါးဖိုင်ရှိတယ်ပဋ္ဌာန်းနေတဲ့ရွာပဋ္ဌာန်းရွာဥမာမို့ပဋ္ဌာန်းရွာဥမာမို့နာမည်ပြောပြောသွားတာမင်းငါးဘတိလလုံတယ်လေကြွားသွားတာမဲ့ကိုမင်းဘဝင်မြောက်ပြီးမှကိုကိုကိုအထင်ကြီးပြီးမှငါကျင့်သုံးနိုင်တယ်ဆိုတဲ့မန်နဲ့နော်ကုသိုလ်အပေါ်မှာမန်တက်ပြီးမှမင်းအကုသိုလ်တွေပွားနေတယ်လူမှမှ နော်ဟုတ်ပလားမေတ္တာနာဖြတ်တာငါပြောပြမယ်နော်ဥရောပမှာနော်ခရိယန်သာသနာနော်ယနေ့ဘယ်လိုဖြစ်နေတဲ့အရာဘာဘာကြောင့်ထင်တယ်လဲဥရောပမှာယနေ့ဖြစ်နေတဲ့အရာဟာမင်းငါပြောင်းပြောပြမယ်အစ္စလမ်ဘာသာဝင်တွေကသူတို့ရဲ့ဓမ္မသူတို့ရဲ့ဗလီဆရာတွေကိုမကောင်းကြောင်းမင်းလို public all ပြောလို့မရဘူးနော် ဟုတ်မလားအေးဥရောပတွေကခရစ်ယာန်တွေကဒီမိုကရေစီဆိုပြီးမှလွတ်လွတ်လပ်လပ်သူတို့ရဲ့ချက်ကြောင်းကဓမ္မဆရာတွေရဲ့မကောင်းကြောင်းတွေကိုမင်းတို့လိုအာအာကျဲအာကျဲနဲ့អော်ပြောလုံးလို့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အဲ့ဒီဘာသာဝင်တွေခရစ်ယာန်ဘာသာဝင်တွေဟာသူတို့ရဲ့เนาะသူတို့ရဲ့ဓမ္မဆရာတွေအပေါ်မှာသူတို့ရဲ့ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာကြီးညိုမှုလေးစားမှုတွေပြတ်ထက်ပြီးမှ ဘာသာတရားပေါ်မှာကိုင်းဆိုင်မှုလေ့လာမှုတွေယုံကြည်မှုတွေအားနည်းလာတော့ပြီးမှအချို့ကဘာသာမဲ့အဖြစ်ခံယူသွားတယ်အချို့ကအစ္စလာမ်ဘာသာတွေကိုဝင်သွားတယ်ဒီလိုနဲ့ပဲဥရောပဟာလေချက်ကြောင်းတွေကလည်းဗလီကြောင်းဖြစ်သွားတာမင်းနားလေလားဟမ်မင်းနားလေသလားချက်ချက်လို့အားချောက်မနေနဲ့မင်းရဲ့လောက်ရဟာတာသနာဖြတ်တဲ့လောက်ရစိန်သမာနာနဲ့ဘာမှမထူးဘူးနော် ငါပြောပြမယ်ပထမ်းဒီပိုင်ညာရင်နဲ့ရှောက်ကျင်နေသေးတယ်ကိုကိုကိုလူကောင်းလို့ထင်နေလားမင်းငါပြောဦးမယ်နော်တန်ခါဆိုလို့ရှိရဲ့တန်ခါဆိုလို့ရှိရဲ့မဟာယာနလည်းတန်ခါပဲနော်ဘုရားရှင်ကတန်ခါဆိုတဲ့ဂင်္ဂနာထဲမှာပင်ကန်းလေးစီးထားတဲ့ပါပါတီလလုံကြုံအောင်စောင့်ထင်းနေတဲ့ဂျမကကရုံတုံးပြီးတော့သင်္ကန်းဝတ်ထားတိုင်းသင်္ကန်းချုပ်ထားတိုင်းဂျမမကတော့ဘူး ကရုံကောင်းထားတိုင်းသင်္ကန်းဝတ်ထားတိုင်းနဲ့တချို့ကငါးပါးမပြောနဲ့တိလနှစ်ပါးတော့မမြဲတဲ့ဘုံကြီးတွေရှိတယ်နော်အဲ့တော့လူတွေကဘာမသိညာမသိနဲ့လူလဲဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဘုံကြီးတွေရဲ့တိခါပုဒ်က220နဲ့220နဲ့ဟာရနာလေးတာပါပဲတိခါပုဒ်ရှိတယ်နော်ဘုရားရှင်ကတန်ခါဆိုတဲ့ဂိင်္ဂနာထဲမှာသင်္ကန်းလေးစီးထားတဲ့ပါရာစီကနော်ကိုကျင့်တိလယဟန်တိလမလုံးဘဲနဲ့သင်္ကန်းလေးစီးထားတဲ့ဟာလေးတော်မှတန်ခါဆိုတာပါတယ် နော်အဲ့ဒီတင်ကန်းစီးထားတဲ့ဟာတွေမရှိတော့မှသာသနာကွဲတာကြားလားနော်129ခုတည်းတီလာတပါးမှမရှိခြင်းနေသာသနာဖရာရဲ့အဆုံးအမတပိုင်းတစားကြံနေသေးတယ်တရားဓမ္မအဆုံးအမကြံနေသေးတယ်နော်တင်ကန်းလေးစီးထားတဲ့သူတွေကအဲ့ဒီအဆုံးအမလေးတွေကိုဟောနေသေးတယ်တင်ကန်းလေးလည်းစီးထားသေးတယ်ဆိုရင်သာသနာရှိသေးတယ်ဟာဟာရသာတာတင်ခမ်းရတံဖိုးကိုမင်းနားလေလားနော်တံခါဆိုတဲ့ခိုင်းကနာထဲမှာအဲ့ဒီ မယားနဲ့ဖဲ့အိတ်နေတဲ့တင်ကန်းစီးထားတဲ့မဟာယာနကစားအကုန်ပါဆို မင်းနားလေလားဟင်သာသနာကွဲတယ်ဆိုတာအဲ့ဒီဟာမရှိတော့မှကွဲတာသာသနာတန်ဖို့မင်းပါနားလေလေဥရောပမှာခုဖြစ်နေတာဘာကြောင့်လဲမင်းလိုမဟုတ်မှမင်းလိုအာကျယ်တယ်မို့ငါပြောပြမယ်နော်မင်းပြောတဲ့နော်တဏ္ဍနာတို့မြန်မာနိုင်ငံမှာရှိတဲ့တန်ဃာတွေဟာမင်းပြောလို့မင်းတွေ့ခဲ့တဲ့ဘုန်းကြီးကဘုန်းကြီးတွေကလေ ပါရာဇိကကြလို့တီလတဘာမှမလုံးခြင်းနဲ့အဲ့ဒါက only အကုသို့ only အကုသို့တော့သူပဲတောင်းသွားမှာနော်ငရဲကိုတော့သူပဲသွားမှာမဲအခုအော်ပြောလိုက်တာက public အကုသို့နော်မြန်မာနိုင်ငံထဲမှာရှိတဲ့ဘာသာရေးအသိစိတ်မခိုင်မာသေးတဲ့သူတွေအကုန်လုံးကိုမင်းငရဲဦးတော့အကုန်ဆွဲခေါ်သွားတာနော်စိတ်စမာနတဲ့ဆိုတဲ့မြတ်စိတ်စမာနတဲ့စိတ်စမာနနဲ့ဘာမှမထူးဘူးနောက်တစ်ဆက်ပြောပြအောင်မယ် မင်းကအဲ့ဒီကတရားဟောတဲ့ဓမ္မကြီးကိုဖမ်းလို့မျက်မခန့်ကြတာလားအေးငါပြောပြမယ်အဲ့ဒီတရားဟောတဲ့ဓမ္မကြီးအကြောင်းကိုနဲ့ပတ်သက်လို့ငါပြောပြမယ်လူသားနဲ့ပတ်သက်လို့ဓမ္မသနာပလင်ကြီးကိုအဲ့လောက်ထီကြီးတက်လို့မကောင်းဘူးအေးတရားဟောတဲ့သူကအမြင့်မှထိုင်ရမှာဆိုတာလက်ခံတယ်မင်းသိလားမန္တလေးမှာဥလသိမ့်ဘိမ့်မှာဆိုတာဥလသိမ့်ဟာလူဘုတ်ကြောင့်တရားဟောသွားတာဒါပေမဲ့ဓမ္မသနာပလင်ဘော်ကိုတက်ပြီးဟောတယ်လို့ကြားဘူးသလား ဟမ်တမန်ခုငါဝတ်သူထိုင်ခေါ်သွားတာနော်ဟုတ်ပလားနောက်ပြီးတော့မင်းတို့မင်းတို့ငါပြောပြအောင်မယ်လယ်ဒီဆယ်တော်ကြီးရဲ့တပည့်တကားနော်အနာဂံဆရာတက်ကြီးဆိုတာအနာဂံဆိုင်နေတဲ့ပုံကိုလို့ပြောထားတယ်နော်ဟုတ်လားအနာဂံဆရာတက်ကြီးကဝိပဿနာပြရား